ငလျင်တန်တဲ့ဒေသတွေမှာကစဲပြီးလုံနေတဲ့စစ်ကောင်စီဖွဲ့ဝင်တွေအတွက်ကာကွယ်ပေးမဲ့အုတ်ထုတ်မြန်မာနဲ့လက်အိတ်တွေနိုင်ငံတကာကကူညီပေးဖို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စံမင်းတို့ကမတ်လ30ရက်နေ့မှာပြောဆိုလိုက်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြက်ချင်ဒီတပ်ဖွဲ့ဝင်တွေမိသားနဲ့ရဲတပ်ဖွဲ့ဝင်တွေအတွက်အကောက်ွယ်ပစ္စည်းတွေလိုအပ်တယ်လို့သူကပြောဆိုထားပါတယ်ကဲစင်နေတဲ့သူတွေမှာမာကျော်တဲ့အင်္ဂရိအုတ်တင်နဲ့တန်ချောင်းတွေဖဲထုတ်တဲ့အခါအဲ့ဒီအကောက်ွယ်ပစ္စည်းတွေဝစ်စင်မှုလိုတယ်လို့လည်းသူကရှင်းပြထားပါတယ် ဒါပြင်ငလင်တန်းကြောင့်ပျက်စီးသွားတဲ့နေရာတွေမှာပြန်လည်ထူထောင်ရေးအတွက်လွယ်တဲ့ပစ္စည်းတွေကိုလည်းဗိုလ်ချုပ်စုံမင်းတို့ကတောင်းဆိုထားပါတယ်။ဆောက်လုပ်ရေးအတွက်ဘီလက်မြေတွေတန်ကြောင်းတွေကတ်တရာတွေဒါတွေအတွက်လည်းလူရန်နိုင်မှုတိုက်တွန်းပါတယ်လို့သူကပြောဆိုထားပါတယ်။မဆလာ30နှစ်မနက်ပိုင်းထုတ်ပြန်ကြရငလင်ကြောင့်တည်ဆုံးသူ1900ကျော်လာပြီးတော့ဒဏ်ရာရသူ3400ကျော်နဲ့ပျောက်ဆုံးသူ3000ကျော်ကိုဆက်လက်ရှာဖွေနေတယ်လို့စစ်ကောင်စီကတော့သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ စစ်ကောင်စီကငလျင်ဘေးကူညီရေးဟုဆိုကစစ်မှုဆောင်တစုံကငွေကျပ်30အတဲအမှတောင်းခံလာကြောင်းစစ်ကောင်စီကလိုက်တာမြို့နယ်ရွှေလီမန်းစစ်မှုဆောင်ထံပေးပို့တဲ့စာအရာသိရှိရပါတယ်။မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငလျင်တဲကြောင့်နေပြည်တော်မန္တလေးစကိုင်းတိုင်းနေမှာပျက်စီးဆုံးရှုံးမှုတွေနဲ့တိုက်ဆုံးတိုက်မှုတွေရှိကြောင်း ဒါကြောင့်ငလင်ဘေးကူညီအတွက်စစ်ကောင်စီကစက်မှုစုံတစုံကိုငွေကျပ်သိမ်းနေရလူတိုင်းရန်ပြောဆိုလာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စက်မှုစုံလုပ်ငန်းရှင်တွေအနေနဲ့ဧပြီလ၄ရက်နေ့နောက်ဆုံးထားပြီးတော့စက်ရုံတရုံကိုငွေကျပ်သိမ်းလုံးနဲ့လှူဒန်းပေးဖို့လိုင်းသာမြို့နယ်ရွှေလင်းမင်းစက်မှုစုံစီမံခန့်ခွဲရေးကော်မတီကလည်းနှိုးဆော်ထားပါတယ်။ရန်ကုန်တိုင်းအတွင်းမှာစက်မှုစုံ29စုံရှိပြီးတော့စက်မှုစုံတွေအားလုံးကလည်းလျှက်စစ်မှုမရတာကြောင့်လုပ်ငန်းတွေကိုရရန်နာထားရတယ်လို့စက်မှုစုံလုပ်ငန်းရှင်တွေထံကလည်းသိရှိရပါတယ်ခင်ဗျာ။ ပြန် register scale 9.9ငလင်ကြီးရဲ့ဘိုဒါမှာရှိတဲ့ပစ္စည်းမှုတွေအများဆုံးဖြစ်ခဲ့တဲ့စကိုင်းမြို့ငလင်ဘေးအတွက်ပိတ်မိသူတွေကိုကယ်ဆယ်နိုင်ရေးမလေးရှားစမတ်ဖွဲ့ကမတ်လ30ရက်နေ့ကစတင်လွှတ်ဆောင်နေပြီဖြစ်တယ်လို့မလေးရှားစမတ်ဖွဲ့ကသတင်းထုတ်ပြန်လာပါတယ်မလေးရှားသဘာဝကွန်ကြီးကယ်ဆယ်ရေးအထူးဖွဲ့စမတ်ဟာမြန်မာနိုင်ငံကိုမတ်လ30ရက်နေ့ကရောက်ရှိနေပြီးတော့24နေရီအတွင်းစကိုင်းကိုရောက်ရှိလာပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေစတင်လွှတ်ဆောင်လာမှာဖြစ်တယ်လို့လည်းကြေညာထားပါတယ်မလေးရှားမြို့သားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု Agency နမားကအဖွဲ့ဝင်10ဦးပါဝင်တဲ့ကနဦးအကဲဖြတ်အဖွဲ့ဟာ နည်းပညာပတ်မှုအကူအညီနဲ့လုပ်ငန်းခွင်လိုအပ်ချက်ကဲဖြတ်မှုဆောင်ရွက်ဖို့မြန်မာနိုင်ငံအတွင်းရောက်ရှိနေပြီးတော့မတ်လ30ရက်နေ့မှာဖွင့်ဝင်40ပါဝင်တဲ့ဒုတိယဖွဲ့ရောက်ရှိလာခြင်းဖြစ်ပါတယ်။လက်ရှိမှာမြန်မာငလင်ဘေးကိုစင်ကာပူတရုတ်အိန္ဒိယမလေးရှားဗီယက်နမ်နဲ့ထိုင်းနိုင်ငံတွေကကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကပူးပေါင်းပြီးတော့ကယ်ဆယ်ရေးတွေပြုလုပ်နေပြီလည်းဖြစ်ပါတယ်နော်။ UN မြန်မာရဲ့ညနေခင်းသတင်းစီစဉ်တွေကိုအစဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာပြည်သူဆောင်မြေတရှိရှုနားဆင်နေပါခင်ဗျာ။